အခုလေကျွန်တော်တို့ကဘာမှအမားမရှိသေးဘူးမင်းအဲ့စာကတ်ထားတာဒါဆက်တော်ရဲ့လမ်းကြောင်းပါဆက်တော်ရဲ့လမ်းကြောင်းဥပဒေရမင်းအဲ့လိုစာကတ်လို့ရတက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလုပ်ရဘူးလားတက်နေရခိုင်းတာကျွန်တော်မလုပ်ရဘူးလားပြောတက်နေရခိုင်းရှင်းဟောင်းရှင်းမယ်နားလဲမယ်လေမင်းပါအောင်လေညောင်းမင်းပါအောင်လေကျွန်တော်ကတာဝန်ရပြောနေတာမင်းကတာဝန်ဆိုငါတာဝန်ရှိတယ်ဟုတ်တယ်ဘုံမူတာဝန်မလားတက်နေတော့ငါအောက်ချုပ်နေတာအေးအဲ့ဒါကျွန်တော်တက်ကတ်နေတာဘုံမူတော့လို့နေကျွန်တော်ဘုံမူလဲဟိုကဘုံမူလဲပြင်ရတယ်ပဲကျွန်တော်လည်းပြင်ရတယ်ပဲမင်းဘယ်တက်ကတ်တက်တာငါကြည့်မင်းတက်ကတ်တက်တာ

်ပြောမယ်မင်းပြောမယ်ငါလည်းပြောမယ်ဟုတ်လားငါလည်းပြောမယ်ဟုတ်ပြီနော်ကျွန်တော်ကဘာမှပြောတာရိုင်းတိုင်းမဟုတ်ပြောတာမရှိဘူးလားလားကြည့်တယ်တစ်ခွလုံးရှိတယ်မင်းပြည်သူစစ်ကသူလုံးတယ်ဟောင်းစစ်သားစစ်တွေဘာလုံးနေလဲပြောရဲစစ်တွေဘာလုံးနေလဲဘယ်မဆက်ကဆက်ဆက်တယ်ဘယ်နဲ့လဲငါဖြတ်ချင်တာကြာပြီဟောင်းစီတူဟောပါဦးတိုက်စာရင်ထွက်တယ်ကောတွေးကြသေးတယ်ဟောပါလေဆိုင်ကမကဲရဟောင်းငါတော့ဘယ်ကောမကဲရတော့ဒီလိုခွဲချပြန်မနိုင်လားစောက်ရှုဖို့အင်စားဖိတ်ကောနော်အင်စားဖိတ်ကောအဲ့တော့ကကြည့်ကြည့်နေလား တော့ပါလာတော့ဝါတယ်အေးလို့တယ်ကျွန်တော်တို့ကအကုန်လုံးပြောတာစားတယ်ကိုပြောတာစားတော့ရဟုတ်ခွဲကြပြန်မယ်ဆက်ခံပဲလာပြန်စပြေးပြေးပြောင်းသွားနေမေးလို့ဖလိုက်စားချင်ဘုံဘုံစကားပြောတာအရန်ဟောလုံးနေပြီးတော့တို့တော့မမဝမ်းပြေဘူးတို့တော့ဒီဖြစ်လာစားတော့ခုပြစားဘုံဘုံလို့ကရင်ဘုံလို့ကရင်မစ်ဆက်မင်းကြီးစားငါပြောပါမင်းအေးဒိုးတွေ့ကြသေးတယ်မင်းမဲပါကောင်းတော့ခါကောင်းတော့ပြေးကြသေးတယ်ဟုတ်လားဂိမ်းမှာလာပြီးစောက်သားလာပါပြီးတော့ငါပြလာပြီးတော့ မဖားလဲဘုံမှုဆိုပါလဲဗာလို့ဘုံမှုဆိုတော့ကျွန်တော်မပြောဘူးတွေ့တယ်တွေ့တယ်ခုတနေ့ဘုံမှုစတယ်ဘုံမှုမနိုင်သေးဘူးဘုံမှုအဘဒီမှာကျွန်တော်ဟိုဟာဟိုဟာတုံးလိုက်မှာဗာတုံးလိုက်မှာကျွန်တော်တို့ကဟိုနေ့ကဗာဟိုလုံလုံလေးစုလို့ဗာဝီတုံးလုံးဝင်ကကျွန်တော်တို့ကိုမှန်ချပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေဗာကားရီကိုလေအဲ့မှာကျွန်တော်တို့ကမှန်မချတဲ့ကားတိုင်းကိုမှန်ဆခိုင်းတာဗာစာခိုင်းတော့အဲ့မဲ့အခု80ဘန်နဲ့ကားတည်းလာတယ်လာတော့ကျွန်တော်တို့ကဘူးရမ်းမသိဘူးမှန်မချတဲ့အတွက်မှန်ချပါလို့ကျွန်တော်လမ်းပြောတယ်လမ်းပြောတယ်ဒီမှာအဲ့ကားကလာတယ်ကျွန်တော်တို့ကလာထုတ်လိုက်ပြီသူက မလိုင်းစီမံကဘုံမှုဝေပြိုးတယ်ဝေမှုဝေပြိုးဆိုတော့ကျွန်တော်တရက်နဲ့လက်ချိန်နေမင်းဘာတာဝန်လဲမင်းဘာတာဝန်ကျငါမလိုင်းစီမံရတယ်လက်ချိန်ဘုံကြီးလက်ထုတ်ပြီးတော့ကျွန်တော်တို့ကိုခွဲပလိုက်မယ်လို့ပြောတယ်ဘုံမှုမင်းကျွန်တော်တို့ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတဲ့အခါမင်းဂျင်းနိုင်စီလာတယ်တာဝန်ရှိလာတယ်ကျွန်တော်မိလာတပြုလုံးမှာမင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိလာတယ်မင်းဖိုက်စာချင်းနဲ့ဖက်တယ်ပြောပြီးပြောပြောမယ်မင်းပြောပြီးကပြောဟုတ်တယ်ဘုံခဏလေးဘုံပြောတဲ့စကားတွေပဲပြောကျွန်တော်ပြောတော့ကျွန်တော်ရတယ်မပြောဘူးကျွန်တော်တို့ကတက်နေလဲချိန်နေလက်ပြုံးနေလဲခွဲအဲ့တော့မဲထီလာပြည်သူစစ်ရှိတယ်ခေါင်းဆောင်တယောက်ဆိုရင်ဒါ လူစုမှုထားဥပဒေနဲ့ပတ်သက်ပြီးမှဝေဖန်လို့ဒီတက်ကိုပြောလို့ဆိုပြီးမှဒါ905နဲ့ဆွဲခံထားရတယ်နော်မလုံးတင်တဲ့အရာတွေပေါ့နော်အချင်းချင်းပြမင်းဒီလိုမလုံးနဲ့ဒီလိုမလုံးနဲ့ခေါ်ဆုံးမှပြီးတဲ့အရာတွေဒါ905နဲ့ဆွဲပလိုက်တယ်နော်ဒီဟာတွေကမဟုတ်ဘူးလားဆိုတော့လေသူ့မှာတက်တိထောက်ထားသူ့မှာပြောစရာတွေရှိတယ်ဒါနဲ့သူကတက်တိထောက်ထားတွေပြပိုင်ခွင့်မပေးနိုင်ဘူးနော်တကယ်လို့အမှန်တရားတွေချပြမယ်ဟုတ်ပြီရွာဒီမာကြီးပတ်စံကောက်ထားတယ်ရှိတယ်ရွာဒီမာဟွာရှိရတယ်ချပြန်ဘာလို့မှလဲဘလို့ရေးယူမှလဲလို့ပြန်မေးရမယ်ခင်စိုက်နေရပေါ့ဗျာနော် မိတ္တိလာမြို့တိုးဂိတ်တွင်ဗိုလ်မှူးဝေဖြိုး၏ကားကိုမှန်ချခိုင်းခဲ့သည့်ပြူစောတိခေါင်းဆောင်ဇော်ယူထွန်းကိုစစ်ကောင်စီကပြန်လည်ဖမ်းဆီးရုတ်တံရန်ကုန်မေ20ရက်မန္တလေးတိုင်းမိတ္တိလာတွင်စစ်မှုထမ်းကြီးကောက်ခံမှုအပေါ်လူမှုကွန်ရက်မှတဆင့်ဝေဖန်မှုစစ်အရာရှိလိုက်ပါသည့်ကားကိုမှန်ချခိုင်းမှုတို့ဖြင့်မိတ္တိလာပြူစောတိခေါင်းဆောင်ဇော်ယူထွန်းကိုစစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးထားကြောင်းမိတ္တိလာဒေသပြည်သူတို့ကရန်ကုန်ခေတ်သစ်တည်င်းဌာနထံသို့ပြောဆိုသည် စစ်တပ်ထောက်ခံသူလည်းဖြစ်အစွန်ရောက်မပောက်တာဖွဲ့ဝင်လည်းဖြစ်စစ်မှုထမ်းဟောင်းလည်းဖြစ်သူဇော်ယူထွန်းသည်2020ခုနှစ်စစ်အာဏာသိမ်းပြီးချိန်ကတည်းကစစ်ကောင်စီတပ်ဤတရင်ပေးဖြစ်အလုလုကန်ခဲ့ကြောင်းရင်းနောက်စစ်တင်နှံများတက်ခဲ့က2022ခုနှစ်မှစ၍မိတ္တီလာမျိုးဤဖြူစောတီခေါင်းဆောင်ဖြစ်လာခဲ့ကြောင်းထို့နောက်မိတ္တီလာမျိုးလုံခြုံရေးများတွင်စစ်တပ်နှင့်အတူပါဝင်လာခဲ့ပြီးမိတ္တီလာမျိုးအဝင်တိုးခိတ်တွင်ရင်းကိုစစ်တပ်ကလုံခြုံရေးခေါင်းဆောင်တာဝန်ပေးခဲ့ကြောင်းသိရှိရသည် ်ထို့သို့တာဝန်ပေးထားစဉ်ဖြတ်တန်းသွားလာသောကားမှန်သည်မှန်ချခိုင်းရာမလိုင်းမြို့နယ်မှာဗိုလ်မှူးဝေဖြိုးမောင်းနေလာသော Nissan Elevin ကားကိုမှန်ချခိုင်းရာမှာဗိုလ်မှူးဝေဖြိုးနှင့်မိတီလာမြို့ပြူစောတိကောင်းဆောင်ဇော်ယူထွန်းလို့အကြအချင်းများရန်ဖြစ်ခဲ့ကြောင်းတနက်ဖြစ်ပြစ်ခတ်မီလက်ဖြစ်ဘုံခွဲပြစ်မီဟုဗိုလ်မှူးဝေဖြိုးကချင်းချောက်ခဲ့ကြောင်းသိရှိရသည်ထို့ပြင်မိတ္တီလာပြူစောတိကောင်းဆောင်ဇော်ယူထွန်းကမေလ7ရက်နေ့ ူ၏လူမှုကွက်ရက်စာမျက်နှာပေါ်တွင်မိတ္တလာမျိုးနယ်တွင်စစ်မှုထမ်းစားထိုးရန်ငွေကောက်ခံနေမှုများမှာတရားမဝင်ကြောင်းလူစားထိုးရန်အတွက်အလုတ်သွားအလုတ်ပြန်လမ်းပေါ်မှတွေ့ကြရလူငယ်များကိုဖမ်းဆီးနေခြင်းကြောင့်ပြည်သူများစိတ်မလုံးကျုံဖြစ်နေကြောင်းမိတ္တလာတွင်ညပိုင်းပြည်သူများပေါ်လာဆွဲခံရမည်စိုးရိမ်၍အပြင်းမထွက်ကြောင်းမိတ္တလာတစ်မျိုးလုံးညပိုင်း၆ကက်တိတ်ဆိတ်နေကြောင်းစစ်မှုထမ်းလူစားထိုးရန်မိတ္တလာ၁၁၃တက်သေးတွင်တိန်ခုနှစ်ဆက်ပေးခဲ့ရသောလူငယ်များရှိကြောင်းကြေးရွာတိုင်း လစဉ်တိမ်ပေါင်းများစွာစစ်မှုထမ်းဆက်ကြေးပေးနေရကြောင်းစစ်မှုထမ်းကြေးကောက်သောတာဝန်ရှိသူများကိုအရေးယူရမည်ဖြစ်ကြောင်းရေးသားခဲ့သည်။အဲဒီဇော်ယူထွန်းကလေတက်ကအုတ်ခွဲတက်ချက်ကြီးကနေစေးကြပြီးထွက်လာတာအရင်များသူများတရုတ်တံမှာပါအင်တာဗျူးတွေဘာတွေလုပ်ခုတဲ့အင်မတန်ဆိုးတဲ့ပြူစောထီကောင်းဆောင်လုပ်နေတာမေလ15ရက်နေ့မှာအဖမ်းခံရတဲ့သူကစစ်မှုထမ်းဆက်ကြေးတွေစစ်တပ်ကကောက်နေတာကိုအရေးယူတင်နေဆိုပြီးမေလ13ရက်နေ့မှာသူ့ဖေ့ပို့စ်ကနေတင်နေ အဲ့ဒါမဖြစ်ခင်ကတူတာဝင်ကြတဲ့မိတ္တိလာတိုးဂိမ်းမှာဘုံမှုဝေဖြိုးဆိုသူနဲ့ကားမတ်မချလို့ပြဿနာတက်တယ်တူတာဝင်ကြတဲ့ဂိမ်းမှာပဲသူ့ကိုဝင်ဖန်းသွားတယ်လို့ကြားတယ်မပတစစ်တက်ထောက်ခံသူစစ်စစ်ပါဟုမိတ္တိလာမျိုးမှနိုင်ငံရေးလှုပ်ရှားသူတဦးကဆိုသည်စစ်ကောင်စီကမူပြူစောတိကောင်းဆောင်ဇော်ယူထွန်းကိုပြန်လည်ဖမ်းဆီးသည့်ကိစ္စနှင့်ပတ်သက်၍နိုင်ငံတော်တည်ငြိမ်အေဂျင်ရေးကိုပြက်ပြားစေရန်ရည်ရွယ်ကလူမှုကွန်ရက်စာမျက်နှာပေါ်၌လှုပ်ဆော်ခြင်းဝါဒဖြန့်ခြင်းများပြုမှုလှုပ်ဆောင်ခဲ့သည့်ဇာယူထန် Facebook အကောင့်ပိုင်ရှင်ဖြစ်သူမန္တလေးတိုင်းမိထီလာမြို့နယ်ရံမျိုးအောင်ရက်ကွက်နေဇော်ယူထွန်းအား2025ခုနှစ်မေလ15ရက်နေ့မိုးလယ်တနာရီ20မိနစ်တွင်ဖမ်းဆီး၍တပ်ဆိုင်ရာရဲစခန်းနှင့်အမှုဖွင့်အရေးယူထားကြောင်းမေလ16ရက်နေ့ရက်စွဲဖြင့်သတင်းထုတ်ပြန်ခဲ့သည်စစ်တပ်ထောက်ခံသူပြူစောတိကောင်းဆောင်ဇော်ယူထွန်းကစစ်အာဏာရှင်စန့်ကျင်ရေးနိုင်ငံရေးလှုပ်ရှားသောပြည်သူ20ဦးခန့်ကိုကိုယ်တိုင်ဖမ်းဆီးခဲ့သူတဦးဖြစ်ကြောင်းသိရှိရသည်